ဆရာလေရင်းသားဆွချစ်ရေးသားခဲ့သောဝတ္ထုများတဲ့ကဝတ္ထုတပုတ်ကိုကျွန်တော်ဆာရေးဆရာခန့်ချအောင်ကအတန်အတွက်ဝတ္ထုအဖြစ်ပြန်လည်မျှဝေမှာဖြစ်ပါတယ်ဝတ္ထုလေးရဲ့ခေါင်းစဉ်ကတော့အသေးချင်းလဲလိုက်ရတယ်ဆရာဝန်ဆိုဒီမှာဖြစ်တောင်ဖြစ်ခဲ့အခွင့်အရေးဖြစ်ပြီးဆိုပြန်တော့လေလူတိုင်းကအလေးထားကြအထင်ကြီးကြသည်သမီးရှင်များကလည်း ဗရင်များထွက်သောသမက်တော်ကျင်ကြသည် ထို့ကြောင့်ဆာရစ်ဆီယာများ၏ဇလန်းထဲမှဆီယာဝန်များသည်လူချမ်းမင်းသားနေရာမှမကြာခဏပါဝင်ကြရသည်မိန်းကလေးချော့ချော့တယောက်သူ့မှာချစ်သူရှိသည် သူတို့ချင်းသိပ်ချစ်သို့သောမချောလေးကသူ့မိဘများ သဘောတူသည့်ဆီယာဝန်တယောက်နှင့်လက်ထပ်လိုက်သည် ကောင်းကလေးခင်များဝမ်းနေပန်းနေအသေးကွေးရပြီး ဆရာဝန်ဆိုသည့်လူကိုလည်းစိတ်နာသည်ကျွန်တော်ကဆရာဝန်ကျွန်တော်မိဘများကလည်းငွေကြေးချမ်းသာသည်စကိုင်းမြို့မှာဈေးနာနီနီတိုက်ကြီးကြီးနဲ့ဒီတော့ကိုတိုက်မှာပဲကိုပိုင်စေကံဖွင့်ထားသည်ဂုံလဲရှိပြီးငွေလဲရှိပြီးဘာလိုလေးသည်နီသို့တော့ကျွန်တော်မိဘများကမချေနှက်သေးကျွန်တော်ကိုတင်းတင်းတဲတဲထဲထဲဝါဝါလေး အိမ်အောင်ချပေးခြင်းသည်ကျွန်တော်ကတော့ပညာလေးရအတွေ့အကြုံလေးတိုးအများလေးအကျိုးပြုနိုင်ငံအမှုတန်းဆောင်ဝန်လုပ်ခြင်းသည်မိဘများကသဘောမတူကြ။တာရဲ့မိမိတို့ကအသက်လက်ကြီးပြီမကျမ်းမမာဖြစ်တော်မှတာကုသတာပဲခံနေတယ်။နောက်ဆုံးတေရတာတော့မှတာလက်ထဲမှာပဲသိခြင်းနဲ့ငွေကြီးကအေးမဟုတ်ပါဘူး။ ဝေးဝေးလန်လန်ရောက်သွားမှဖြင့်ဒုက္ခဤတို့နှင့်ကျွန်တော်စခိုင်းမြို့မှမခွာနိုင်အောင်အ мян ဆုံးအိမ်တော်ချပေးဖို့အပြည့်အလွှာစီစဉ်ကြသည်သူတို့သဘောကျချွေးမှရှားကြသည်ကျွန်တော်မှကလည်းခုထိချစ်သူဟု၍မေမေရရမရှိသည်ကျွန်တော်ကကျောင်းသားဘဝတစ်လျှောက်လုံးမှာစာမစာလွဲလျင်ဘာမျှစိတ်ဝင်စားခဲ့သည်မဟုတ် စာဆူမစာတစားစာကြက်မြီတွက်မြီဖန့်မြီမှတ်မြီဟဲ့ငါသားအပြင်ထွက်ပြီးအညောင်းပြေကစားပါဦးလားမိမိကကျွန်တော်ကိုမကြမ်းမမာဖြစ်မှာဆိုသည်အိုးမိမိကလည်းကျွန်တော်ကဆံမွေးဝဲတိုင်းမှာပထမဒီနေ့တစုံမုံလာပြီးနေกว่าသူများတွေတောင်းပေါ်သွားလိုက်ကြတာငါသားလည်းဒီနေ့ညတော့အုံနောက်အနာပေးလိုက်ပါဦးသားယား ဖေဖေကလည်းအများနည်းတူဖြစ်စီခြင်းသည်သို့တော်ကျွန်တော်မတော်ခြင်းတညအဆိုတညနဲသည့်အချိန်မဟုတ်စာကြက်လျင်အများကြီးရမည်ဟဲ့ကောင်အောင်းနိုင်နွေရသည့်ကျောင်းပည့်ရမှာငါတို့လိုအပ်ပြီးစခန်းလိုက်ဖို့စည်ရင်သွားပေးမလို့မင်းလိုက်ဦးမလားတငယ်ချင်းဇော်ဝင်းသိန်းကအဖော်လာညှိသည်ဟာမလိုက်ချင်ပါဘူးရှင်းနေဆဲလန်းတွေငါကနွေရာသီမှာစပြီးကျူရှင်တက်ထားမလို့ကွာ ဤတို့နှင့်ဆယ်တန်းရောက်လာခဲ့သည်အဆုံးဖြတ်နှင့်ဒီများဖို့လိုသည် အမှတ်ကောင်းဖို့လိုသည်ဆရာတွေတင်သည်မြတည်တည်ချာချာဂရုစိုက်နားထောင်ရသည်အိမ်ရောက်၍စပြန်ကြက်လျင်ဆရာအတန်းနှင့်ဆရာမျက်နှာကိုပင် ပြန်ပြီးကြားရောင်မြင်ရောင်နေသေးသည်အသားကြလာတော့လေစာကြည့်ရသည်မှာဝါသနာလိုပြောစရာလိုတောင်ဖြစ်လာသည် အမှန်မှာစာတော်ဖို့သူဒီက ဘာမျှခက်သည်မဟုတ်ဘောလုံးကန်ရသည်ကမှအများကြီးခက်သေးသည်အခက်ဆုံးကတော့အမြင့်ကြီးမှကြလာသောဘောလုံးကိုကိုယ်ခြေတော်ထဲမှညင်သွားအောင်ဖမ်းရခြင်းဖြစ်သည်ကျွန်တော်မြည်တို့မြလှုပ်ရွေမရတော်သည့်ကောင်းလေးကြတော့လေတိတ်တော်သည်လိုချင်သောနေရာရောက်အောင်ခေါင်းနှင် တိုက်ပို့လိုက်ကြသည်သည်ကျွန်တော်ကလည်းသူတို့ကိုအားကြ၍ အပေါ်မှလာသောဘော်လုံးကိုခေါင်းနှင့်တိုက်ကြည့်လိုက်ရာဖင်ထိုင်လဲပြီးခေါင်းထဲမှမူးနောက်သွားသည်မျိုးလုံးထဲမှလည်းရောင်စုံဖြာနေသော ကြယ်များပွင့်သွားလိုက်ကြသည်မှာအများကြီးဘေးမှကြည်နေသောဆရာဆရာမများနှင့်ကျောင်းသူကျောင်းသားများကျွန်တော်ကိုကြည့်ပြီးရည်လိုက်ကြသည်မှာဥတက်မတန်ဘာမျှမတက်နိုင်ပါကျွန်တော်မှ မလုတ်တတ်တာ ျွန်တော်စိတ်ဝင်စားသည်ကစာစာဆိုဒီမှာတနေ့သင်ဒီကိုတနေ့ညက်ညက်ကြည်အောင်လုပ်သွားလျင်လွယ်လွယ်နဲ့ရသည်ကျွန်တော်ကအတန်ထဲမှာလဲဂယုဆိုင်နားထောင်သည်ညနေចောင်းစင်းချိန်နဲ့ចောင်းပေးရက်တွင်လဲကောင်းသည်ဆိုသောကျူရှင်မှန်သည်မြအိမ်မှကားနဲ့အပြေးလွာသွားတတ်သည်ညကြတော့လဲညနေအောင်ကြက်မီ တွေ့မီဒီတော့ ဆံမှုဝဲကြီးမှာကျွန်တော်ကောင်းကောင်းဖြည့်နိုင်သည်ဆယ်တန်းအောင်စင်းထွက်တော့ကျွန်တော်တွားကြည့်သည်သိကြသည် ဟုထင်တော်လဲရင်ထဲကတော့အခုံသာအောင်စင်းကတ်ထားသည့်ရှေ့မှာလူတွေကအများကြီးကျွန်တော်လဲတိုးဝေးပြီးကို့နံပါတ်နဲ့ကို့နံမီကိုရှာရသည်တွေ့ပါပြီကျွန်တော်နံမီနောက်အပူစလုံးလေးတွေအစုလိုက်အစုလိုက်ငါးခုဟာဒီငါးခုကျွန်တော်ဝမ်းသာအားရနဲ့ နောက်ဆုတ်ပြီးထွက်လိုက်သည်။အိုးအတန်ကလေးကတာတော်လဲမကျေနပ်မှုပါနေသည်။နှုညံ့ဤထွေသောအတွေ့အထိနှင့်အတူငွေကြိမ်တင်းပြန့်သောရနံ့လေး။မတော်တဆတိုးမိတိုက်မိသောမင်းကလေးကိုလှမ်းကြည့်လိုက်မိသည်။ဟာလှလိုက်တဲ့ကောင်မလေး။ကျွန်တော်ယင်းထဲမှာတန်တော်ပြောလိုက်မိသည်မကြည်မနှက်ဖြစ်နေသည်ပင်ဤမြကြည်၍ကောင်းလှသည် မျက်လုံးကလေးများကလည်းအေးလက်နေသည်ချောလိုက်သည့်မျက်နှာအချိုးကျလိုက်သည့်ကိုလုံးကိုပေါက်ရွှေဝါရောင်ဝတ်စုံကလေးကဝင်းဤနေသောသူ့အသားနှင့်ဟတ်နေ၏မတော်လို့ပါနော်ကျွန်တော်ကတောင်းမှန်လိုက်မှတင်းနေသောမျက်နှာလေးယော့သွားသည်ဟိတ်ကောင်ငနိုင်လာခဲ့လာခဲ့မင်းဒီငါးခုရတာငါတို့ကိုကျွေးရမယ်ငါတို့လည်းအောင်လေကွကြည်ညွတ်နဲ့ဇော်ဝင်းသိန်းရောက်လာပြီးကျွန်တော်ကိုအတင်းဆွဲခေါ်သွားကြသည် ကျွန်တော်ထွက်သွားကန်ဒီမှာသူ့မျက်နှာလေးကိုတစ်ချက်လှမ်းကြည့်လိုက်သည် ခွင့်လွတ်သောမျက်လုံးကလေးများကို မြင်လိုက်ရသည်အိုးရင်ထဲမှာခုံလို့ဆာမွေဝဲအောင်တာဒီငါးခုရတာနဲ့ပေါင်းလိုက်တော့မြို့လို့ကြွလို့တငယ်ချင်းတွေနဲ့ဆိုင်သွားစားကြတော့လေရင်ထဲမှာပျော်နေသည်အိမ်မှာမိသားစုကပွေကြဖက်ကြချီးကျူးကြဂုံယူကြတော့လေပျော်လေရသည်ဖြစ်ချင်းအောင်မြင်မှုကိုဂုံယူရပြီး ြောရပြောရနဲ့တိတ်လှသောသူ့မျက်နှာလေးကိုဝင်မိသွားမိသည်စီးကြုံရောက်တော့လေစီးစားတွေနဲ့လုံးချကို လိုက်နေသည်ခုနှစ်နှစ်ကြာ၍ဆရာဝန်ဖြစ်တော့လေစေကန်းထိုင်ငွေရှာငွေရမကြောက်မကြကျေနပ်เสียဘဝမှာကျေနပ်နေမိသည်ဟဲ့သားမောင်နိုင်မိမိတို့မိတ်ဆွေတယောက်နေမကောင်းလို့မိမိကသားကိုခေါ်ခဲ့မယ်ပြောထားတယ်လိုက်ကူပေးပါဦးကွယ် လူနာကဘယ်မှာလဲမင်မေနန်းတော်ရဲမှာတာရဲ့သူတို့လာခေါ်မှာလားတာကားနဲ့ပေါ့ကွယ်ကျွန်တော်ပခုံးတွန့်လိုက်ပြီဒါမျိုးတွေများပြီမမေမိတ်ဆွေတွေဆိုရင်ပိုက်ဆံလဲရသည်မဟုတ်ဆေးဆိုင်ရကားဆိုင်ရကျွန်တော်ကားနဲ့ထွက်လာကြသည်မင်မေသာမကဒေါ်ကြီးမြလည်းပါသည်နန်းတော်ရရက်ကိုရောက်၍ဒေါ်ကြီးမြပြတော့ခြံထဲသို့ကျွန်တော်ကကားမောင်းဝင်လိုက်သည် ဆောက်ထားဒီမှာကြာဟန်တူတော်လေဒုနေတယ်နဲ့နထတိုက်ကြီးရှိမှာကားကိုရက်လိုက်သည်ဖြူဖြူတန်တန်အတော်ကြီးတယောက်ကျွန်တော်တို့ကို စီးကြိုပြီးအိမ်ထဲသို့ခေါ်သည်ဒေါ်ကြီးမြကရှေ့မှကျွန်တော်ကဆေးအကိုဆွဲပြီးနောက်ကမူအိမ်ထဲတွင်ပူလုံးထိုးမဟောဂနီဂရင်ကြီးပေါ်မှာလဲလျောင်းနေသောယောက်ျားကြီးတယောက်ကဲမင်းဦးလေးကစက်ထိုးပြီးခေါင်းသိမ့်မှုနေလို့တဲ့ ြည်ပြပါအောင်သားရဲ့ဖြူဖြူတန်းတန်းအတော်ကြီးကကျွန်တော်ကိုပြောသည်လူမမာကိုတွေးတိုင်းကြည့်သည်ကျွန်တော်ထင်သည့်အတိုင်းပင်တွေးတို့နေသည်အပေါ်သွေးက180အောက်သွေးက100စီထိုးရမယ်တော့ဩဟုတ်ကဲ့သမီးရေလာမအောင်ဟုတ်ကဲ့မမေအိုးသူကျွန်တော်တိတ်ကိုအံ့ဩသွားမိသည်ကျွန်တော်မိတို့မြမိမယာကျွန်တော်မှတ်မှတ်သားသား ဖြစ်ခဲ့ရသောမင်းကလေးညနာဆိုသည်ကလည်းဒီတစ်ခုပဲရှိသည်ချောလိုက်တာဟိုတုန်းကတော့ပွင့်တစ္ဆာပန်းကလေးခုတော့အလှအပရဲ့ထွတ်ထိတ်ကိုရောက်နေတဲ့အလှဆုံးပန်းတပွင့်လူနာကြီးရင်ကိုနှကြက်နဲ့နားထောင်ရင်းကျွန်တော်ရင်က ခုန်နေသည် ကျွန်တော်ကူရမာကသူ့အဖေလူနာကိုစိတ်ထိုးတော့သူကကူညီသည်လူနာကြီးတင်မကိုအရက်ပြန်တုတ်ထားသော ဂွန်းနှင့်ပွင့်ရင်မှတ်မထင် သူ့လက်နုနုလေးကိုထိမိသည်စေထိုးချက်မလွဲချော်အောင် သတိထားလိုက်ရသည်သည်စေထိုးပြီးကျွန်တော်ကဖိချပြီးတော့သူက သူဆက်လှုပ်လိုက်ပါမယ်ဆိုတဲ့အကြောင်းမျက်လုံးနှင့်ခွင်တောင်သည်လှလိုက်သည့်မျက်လုံးလေးများကျွန်တော်ရင်ထဲမှာမောသွားသည်အိမ်အပြင်တွင် သူ့မျက်လုံးလေးများကျွန်တော်ကရှိမှန်ပေါ်မှာပါလာသည်ကားကိုမနေ့သတိထားပြီး မောင်းနေရသည်ဒေါ်သီရီသမီးလေးကနှက်လိုက်တာနော်မိမိကချီးကျူးနေပြန်သည် သူ့နံမီးကတီတာဆိုးတဲ့ဒေါ်ကြီးမြပြောမှသူ့နံမီးလေးကိုတီးလိုက်ရသည်ဒေါ်ကြီးမြကမိမိကိုဆက်ပြောနေပြန်သည်တီတာဆိုးကဘွေးရပြီးဖြစ်ကြောင်းလိန်မာကြောင်းသူ့မိဘတွေကလည်းအနေကုတ်ပြီးမဲ့ပရင်အလုံးမှုရွှေချုပ်တဲ့မြတ်ဘဝတွေဖြစ်ကြောင်းဒေါ်ကြီးမြကတီတာဆိုးရဲ့ဏီကာကိုဖွင့်နေပြန်သည် မျက်နှာမြင်ချစ်ခင်ပါသည်ဆိုတဲ့သူ့နဲ့ပြေးလိုက်တာကျမတော့တမီးလေးကိုပဲချစ်တယ်ကျွန်တော်ကမိမိဘက်သို့မတိမသာကြည့်လိုက်မိသည်ကဲတခါတည်းမြင်ုံနဲ့မိမိကတော့ဆွဲသွားပြီးသားကိုလည်းမေးကြည့်ပါဦးဒေါ်ကြီးမြကကျွန်တော်ဘက်ကိုမေးငေါ်ပြသည်အခုမှကျွန်တော်သဘောပေါက်သည်မိမိနှင့်ဒေါ်ကြီးမြကဒီယုံမြင်၍ဒီချုံဟိုထွင်ခဲ့ကြခြင်းဖြစ်သည်ကျွန်တော်ကပြုံးလိုက်မိသည် တော်တော်နားချရအောင်မယ်ကို့ဘာသာအတွင်းနေပြုံးဒီကိုမင်းမမြင်သွားသည်ဒါပဲနော်ตาမင်းဘာမှပြုံးမနေနဲ့မမေကတော့ဒီသမီးလေးကိုတိတ်တဘောကြနေပြီဟာမမေကလည်းကျွန်တော်ကဟန်အလို့လွန်သွားပြီဆို၍စကားကိုရှေ့မစစ်ပဲရပ်ထားလိုက်သည်တဲ့တဲ့ပြောမှသဘောပေါက်တော့ကျွန်တော်စိုးစိုးကလေးကရိတ်မိဖို့ကောင်းသည်ဒေါ်ကြီးမြဆိုသည်မှာစိန်ပွဲစားကြောက်ပွဲစား အခသည့်၍အခွင့်သာလျင်လူပွဲစားဘယ်လိုလဲငါတာတီရာဆိုးလေးမချောဘူးလားမိမိမိဘုံကကျွန်တော်စိတ်ဝင်စားမိကိုစိုးရင်တော့သဘောကို့အကြောင်းကိုသိနေ၍ကျွန်တော်ဒုတိယအချိန်ပြုံးမိပြန်သည်ဒါပဲတော့ငနိုင် မင်းပြုံးမနေနဲ့မိမိကတော့ဒီမင်းကလေးကို သမိလို့မှတ်လိုက်ပြီကျွန်တော်ရီလိုက်မိသည်ကြည်စမ်းကြည်စမ်းမမြတို့ကအလေးနဲ့ပြောနေတာကို ရည်ဒီယာလုတ်ပြစ်နေတယ်မရဘူးငနိုင်ဒီကိစ္စကိုမင်းပော့ပြစ်ပြစ်လုတ်လို့မရဘူးအော်ခက်ပါလားမိမိရဲ့မခက်ဘူးမခက်ဘူးခက်အောင်လုတ်နေတာကမင်းဒီကိစ္စကိုမမများကတစင်ပြောပြီးမိမိတို့လူကြီးချင်းသဘောတူထားကြပြီးမင်းဘာမှငင်းဖို့မကြံနဲ့ကျွန်တော်အင်ဒီယာမဆယ်နိုင်လောက်အောင်ပဲအာပါတရရည်လိုက်ပါသည်နောက်နေ့များတွင်ကျွန်တော်ညနေတိုင်းသူတို့အိမ်ကိုရောက်ပါသည်တီလာဆိုဤ ဖဖေဦးမျိုးကျွယ်ကိုသွေးချင်းစစ်ထိုးစစ်ပီးလူမမာက၃လရက်မှာပင် အတော်ကောင်းသွားပါပြီကျွန်တော်ကိုကျေးဇူးတင်ကြသည်ကျွန်တော်သွားတိုင်းသူတို့ဝမ်းသာအားရကြိုးစားကြသည်လိုလိုလန်းလန်းဆက်ဆံကြသည် သို့တော်တီလာဆိုးကတော့လူနာရှင်နဲ့ဆီယံဝီဆက်ဆံမှုတဲ့မပူယုံမကရင်းနှီးခင်မင်လိုသောသဘောပေါက်ကိုပင်မပြလူနာ နေကောင်းသွားပြီးသည့်နောက်မှလည်းကျွန်တော်နေတိုင်းသွားပြီးသွေးချိန်ပေးပါသည်ဆရာဝန်ဈေးကြတော့လဲမတက်နိုင်သူ့မျက်နှာလေးကိုမြင်ကျင်သည်ဖေဖေနဲ့မမေကလည်းရိတ်မိ၍ကျွန်တော်ကိုကြည့်ပြီးပြုံးစိစိငါသားလူနာကနေကောင်းသွားပြီမဟုတ်လားမမေကကျွန်တော်ကိုစသည်သွေးတိုးဆိုတာကအချိန်မီသွေးပြန်တိုးနေတာကိုမမေရဲ့ကျွန်တော်က ရည်ရင်ပြန်ပြောမိသည်ဟုတ်တယ်ကွာသွားသွားငါသားနှလုံးသားနဲ့ဆိုင်တဲ့ယောဂါဆိုတာအရေးကြီးတယ်ဖီဖီပြောပုံကဟိုလိုလိုဒီလိုလိုမှုကျွန်တော်ကပြန်လှည့်ကြည့်လိုက်သည်သွားပါကွာဖီဖီလည်းငရာကကြီးလာတာပါစက်ပြောမှပူဆိုးနေ၍ကျွန်တော်အမြန်ထွက်လာခဲ့သည်တလန်းလုံးအပြုံးပီတီများနဲ့ဟောမောင်နဲ့ရောက်လာပြီမင်းကလေးကျွဲကခြံထဲမှာကဲ လာထိုင်သမီးရေသမီးရေသမီးအကူအတွက်တမယာရေယူခဲ့ပါဟိဦးမျိုးကျွဲရောက်လာ၍သူ၏ချိန်ကြည့်သည်ကောင်းပါသည်တီလာဆိုးယူလာသောတမယာရေကိုတောက်သည်တမယာရေကရင်မာအေး၍တီလာဆိုး၏မျက်နှာလေးကြောင့်ရင်မာနှွေးရသည်အေးနှင့်အနှွေးအော်ဆရာဆိုးလေခေါင်းမူပြီးနှာမွန်တို့ဖြစ်နေလို့ဆရာမဆေးပါရင်သူကပြောလက်ဆစကားကို တပိုင်းတစနဲ့ရက်လိုက်သည်ကျွန်တော်သိတ်ကိုအံ့ဩသွားသည်ဝမ်းလဲတာမိသည်ယခင်ရမြတွင်တခါမြကျွန်တော်ကိုဤသို့တင်းတင်းမပြောဘူးသည်ဟဲ့တမိနေမကောင်းရဲ့လားကြည်ပါဦးမောင်နဲ့ရဲ့ဒေါ်တိတိက ပူပူပင်ပင်ပြောသည် ပြသန်းမှာမတိလားဆို ကျွန်တော်ကစပွဲပေါ်မှာတင်ထားသော သူ့လက်ကောက်ဝတ်နေရာကိုလှမ်းကင်ပြီးသွေးဆန်းကြည့်သည်သွေးကုံလုံး မှန်ပါသည်မမှန်သည်ကကျွန်တော်ရင်ခုန်တန်းကိုဘူးချင်းကလည်းပုံမှန်ပူလောင်နေသည်ကကျွန်တော်အေးမီလို့ဖြစ်မှာပါကျွန်တော်ကဦးလေးအတွက်ပဲလိုလိုမယ်မယ်တော့စီးထည့်ခဲ့မိတာကိစ္စမရှိပါဘူးကျွန်တော်တစ်ခေါက်လာပို့ပေးပါမယ်။အိုးအာနာစီယာဆရာတီတာလိုက်ယူပါမယ်။ဟုတ်သားပဲသမီး။သမီးအကူနဲ့လိုက်သွားပေါ့။ပြီးတော့မြင်းလေးနဲ့ပြန်လာရင်ရတာပဲ။ မဟုတ်တာတော်တော်ရေကျွန်တော်ပြန်ပို့ပြီးမှာပေါ့အေးအေးသွားကြဒေါ်သီသီမျက်နာကជីជីပြူပြူជីជីနက်နက်ကျွန်တော်နဲ့တီတာဆိုးတို့အတူထွက်ခဲ့ကြသည်သူကမော်တော်ကားရှည်ခမ်းမှာပင်ကျွန်တော်ဘေးမှာထိုင်ပါသည်ပထမဆုံးအချိန်နှစ်ယောက်တူကားစီးရချင်းဟူ၍ကျွန်တော်ယင်ထဲမှာကျင်းနှုံးမိသည်ဆရာမေမေတို့ရှေ့မှာတီတာမပြောခြင်းလိုပါတီတာဖြစ်နေ ဒီကယောဂါတစ်ခုကြောင့်ဆရာနဲ့တိုင်ပင်ခြင်းလို့ပါသူပြောပုံလေးကတနာစရာသူမျက်နှာလေးကလည်းကျွန်တော်ကိုအားကိုးခြင်းဒီပုံဘာယောဂါများရှိနေပါလိမ့်ကျွန်တော်စိုးရင်သွားမိသည်ပြောလီသည်တာလာမှမပြောခြင်းမူဆရာဩဒါဖြင့်လေအိမ်ကျမပြောကြတာပေါ့ဟင်ဟင်ဆရာတို့အိမ်မှာလည်းမပြောခြင်းမူဆရာအေးအေးအေးပြောလို့မရတဲ့နေရာတနေရာကို ပြောလို့ရမယ့်တနည်းအားကိုသွားရင်လည်းရမလားဆရာကျွန်တော်လုံးဝမမျော်လင့်ရဲသေးသောအခွင့်အရေးမှုအံ့ဩသွားမိသည်ရပါတယ်တရားပင်စိတ်ကိုသွားမယ်လေသူကသဘောတူကြောင်းခေါင်းကြီးပြသည်ကျွန်တော်တို့အိမ်ရှိမှာမဖြတ်ရအောင်ကားကိုလမ်းညွန်ပြောင်းလဲရသည်သည်တရားပင်စိတ်သို့သည့်အတိုင်းအုပ်စုဖွဲ့နေသောတရားပင်ကြီးများနှင့်ကြည်နူးစရာ ်အေရီမြကြီးအလှအပကိုမြင်နိုင်သောနေရာမှာကကားကိုရက်လိုက်သည်အောက်ကိုဆင်းကြမလားသီတာမဆင်းတော့ပါဘူးဆရာကဲဒါဖြင့်ပြောလေမြင့်ပြင်စီတို့နေကြည့်နေသောသူ့မျက်နှာကလေးညှိုးငယ်နေသည်ကိုကျွန်တော်သတိထားမိသည်ကြည့်နေရင်မှပဲသူ့မျက်လုံးများမှာမျက်ရည်များရေဝဲပြည့်လျင်လာပါသည်မျက်တောင်တစ်ချက်နှစ်ချက်ခတ်လိုက်ပြီးပပိမုံမှာမျက်ရည်ပုံများ စီးကြလာသည်။အိုးဘာဖြစ်လို့လဲတီတာအကိုကိုပြုတ်ပြပါတီတာမှာဖြစ်တဲ့ယောဂါကိုအကိုပြောင်းအောင်ကုမှာပေါ့အနာရှိရင်ဆေးရှိတာပဲတီတာရဲ့မစိုးရင်မှနဲ့ကျွန်တော်အားပေးလိုက်ပါလိတီတာဝမ်းနေလို့ပါဆရာတီတာဖြစ်နေတာအသေးယောဂါပါအိုးဟုတ်လားအသေးယောဂါကကုလို့ပြောက်ပါတယ်တီတာရဲ့ကျွန်တော်သူ့ကိုကဲခတ်ကြည့်လိုက်သည်အသားရည်ဝင်းဝါနေတော့လေ လက်လက်ဆက်ဆက်ကြီးကြီးလင်းလင်းရှိပါသည်အသေးရောင်အသေးဝါလက္ခဏာမျိုးမဟုတ်ပါမျက်လုံးအရောင်ကလည်းဖြူစင်ဖြူစင်ပါသည်သို့တော်ဤအချက်များက ပြင်ပလက္ခဏာတကယ့်အသေးမှာဖြစ်နေသည်ကို တခါတရံတွင် ပြင်ပလက္ခဏာကြည့်ုံနှင့်မသိနိုင်တိရာအသေးမှာခံစားနေရတာပါပဲဆရာတိရာတိရာပေါ့ဘယ်လိုခံစားရလဲဆိုတာပြောပြပါတိရာတိရာဟာ ဆရာလူနာတယောက်ဆိုရင်ပျောက်အောင်ကုပေးမှလားဆရာ။အော်ကုပေးမှပေါ့တီတာရဲ့။ဆရာကိုဒီလိုပြောရတာတီတာသိအားနာပါတယ်ဆရာ။တီတာကိုခွင့်လွတ်ပါ။သူကတချက်ရှိုက်ပြီးငိုလိုက်ပါလိ။အော်မငိုပါနဲ့တီတာရဲ့။ပွန့်ပွန့်လင်းလင်းသာပြုတ်ပြပါ။သူကလက်ထက်ကပတ်စံအိတ်အညိုးလေးကိုဖွင့်လိုက်သည်။အထဲမှာဓာတ်ပုံအယ်ဘမ်အသေးစားလေးကိုထုတ်ယူလိုက်သည်။မယိုးမသေးစရာခဏကြည့်ပါ။ ျွန်တော်ယူကြည့်လိုက်ပါသည်အဖုံးကို ဖွင့်လိုက်သည်နှင့်တီတီကြီးကြီးယောက်ျားပီပီချောသောလူတယောက်၏ပုံ နောက်တစ်ပုံမှာထိုလူသွေးလူစီကိုတီလာဘေးမှကြည်နေသောပုံပညာရေးတက္ကသိုလ်မှစုံခဲ့ကြတာပေါ့ဆရာသူကပရိုက်တက်လုပ်ငန်းတွေမှာတိတ်ပြီးစေတနာကောင်းတယ်သူတစ်ဖက်သားကိုလည်းအနစ်နာခံပြီးကုညီချက်တယ်စိတ်ကောင်းသိရှိတဲ့လူပါဆရာ ။ပြီးတာဘာဖြစ်ပေါ်မှမြေကြီးများစီးကြလာပြန်သည်။တဲ့တဲ့ပြောမှကျွန်တော်သဘောပေါက်နေပါပြီ။ပြီးတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည်။အခုသူကဘယ်မှလဲပြီးတာ။သူကကြောင်းစရာအလုံးနဲ့ဆေးလိုရာစီရှောက်လိုက်လို့အခုခန်းကြီးကိုရောက်နေပါလေဆရာ။ပြီးတာလဲသူနဲ့နှစ်ယောက်စိတ်တူသဘောတူ မဖြုံမျိုးသေးတဲ့ကြည့်နေရာလေးဒီပါကလေးတွေကိုပညာသင်ပေးဖို့ဆုံးဖြတ်ထားပါတယ် ဆရာကျွန်တော်ဗာမြပြန်မပြောနိုင်တော့ပါ သူတို့ဤချစ်ခင်မှုအတိုင်းတန်နဲ့အခိုင်အမာတာယုံစဉ်ကြိုးကို မြင်နေရပါပြီတီတာနေကြည်နေသောပြပြင်းစီကို အမှတ်မထင်လှမ်းကြည့်လိုက်မိသည်တေလုံးကြီးများကိုလွန်ကျိုးနေတွဲပြီးခိုင်မြဲအောင်ချီနှောင်နေသော ဖောင်သမားကြီးများကို မြင်နေရသည်ခုတော့တီရဒဲတွေနာနေပြီဆရာနှစ်ဖက်မိဘတွေက ဆီယံနဲ့ဒီလာကိုလက်ထပ်ပေးဖို့စီစဉ်နေကြတာသူခင်များဘာမှမသိချာဘူးဆရာတီရအသေးဒီ꿰တော့မယ်တီရာဝမ်ပန်းနေနေရှိုက်ငိုလိုက်ပါသည်ကျွန်တော်တပြင်းတစ်ချက်ချမိသည်သူ့အတွက်စိတ်မကောင်းဖြစ်ရခြင်းနဲ့အတူကို့အတွက်လည်းဝမ်းနေမိသည်ဆယ်တန်းအောင်စင်းထွက်သည့်နေ့ကတိုးမိတိုက်မိတော့တီရာမျက်နှာလေးကိုပြန်ပြီးမြင်အောင်နေမိသည်တကယ်တော့တီရာကိုကျွန်တော်က အရင်တွေ့ခဲ့သူပါခုတော့နောက်ကျသူ ဖြစ်နေရပြီရင်ထဲမှာနှမျောတသဖြစ်နေမိသည်သို့တော်သူတို့ချစ်သူနှုတ်ဦးကြီးမှာဆရာဝန်လူကြမ်းသမားအဖြစ်မပါဝင်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်စိတ်ချပါသည်လားတီရာခံစားနေရတဲ့အသေးဝေဒနာလုံးဝပျောက်ကင်းအောင်ကျွန်တော်ကူညီပါမယ်ဗျာရှင်အိုးတီရာတိတ်ကိုကျေးဇူးတင်နေစီဟာ သူဝန္တာလွန်ဟံတူပါသည်သူမျက်နှာလေးဟာကြည်လင်တောက်ပါတော့ပါသည် သို့သောချစ်ချင်းမင်းကျွန်တော်ကိုကြည်ပြီးစိတ်မကောင်းဖြစ်သွားဟံတူပါသည်တီရောက်ကိုခွင်းလွတ်ပါစီဟာအော်ရပါလေဗျာတောင်းပန်စရာမလိုပါဘူးတီရာဆရာကို အကူတယောက်လိုခင်မင်လေးစားပါလေဆရာကျွန်တော်ကလက်ထဲမှာဓာတ်ပုံစာအုပ်လေးကိုအမှတ်မတင်ဆက်ပြီးလှမ်းကြည့်လိုက်ပါသည်တီရာဤချစ်သူပုံ အကစားဝတ်စုံနဲ့ဘောလုံး၉တိုင်ရှိမှကြာကြာရရာခုံပြီးဘောလုံးကို ကောင်းနဲ့တိုက်ကိုသွင်းနေတော့ပို့သူကတက်ကတူလက်ရွေးစဉ်ဘောလုံးသမားတယောက်ပါတီတာကခတ်တူတူလေးပြောပါသည်ကျွန်တော်ကိုရန်ကြောင်းသားတို့ကဘောလုံးကိုကောင်းနဲ့တိုက်ပြီးဖင်ထိုင်လဲကြခဲ့သည်ကိုသတိရမိသည်မျက်လုံးထဲမှာလည်းရောင်စုံကျယ်ပွင့်များကို ပြန်မြင်လိုက်ရသလိုလို့